ပိန်ကဘောလုံးကွင်းတစ်ခုနားမှာလူအုပ်ကိုကားဝင်တိုက်လို့လူ၁၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗယ်။မေလ၁၅ရက်နေ့ညပိုင်းကစပိန်နိုင်ငံဘာစီလိုနာမြို့အခြေဆိုင်ခါတီမြို့ကံပြိုင်ဘက်တွေဖြစ်တဲ့အက်စပန်ညိုနဲ့ဘာစီလိုနာအသင်းတို့ရှင်ပြိုင်ကစားခဲ့ကြပါဗယ်။အဲ့ဒီပွဲစဉ်တွင်အက်စပန်ညိုအသင်းရဲ့အင်ကွင်းရှိမှာပရိသတ်တွေစုဝေးနေတဲ့အချိန်ကားတစ်စီးကလူအုပ်ထဲကိုဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ဥရောပမှာအကြမ်းဖက်သမားတွေကလူအုပ်တဲ့ကားနဲ့တမင်ဝင်တိုက်တဲ့ဖြစ်စဉ်မျိုးတွေရှိခဲ့ဖို့ပဲမယ်လေ။ဘာစီလိုနာမြို့အခြေဆိုင်ကာတာလန်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ အခုကိစ္စဟာရေမတော်တဆမှုတစ်ခုသာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဒီအခြေအနေကိုမမြန်ဆန်ဆန်ကင်တွယ်ထိမ့်သိမ်းနိုင်ခဲ့ကြောင်းအာကစားရုံထဲမှာရှိနေသူတွေအတွက်လည်းဘာအန္တရာယ်မှမရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကလူမှုကွန်ရက်မီဒီယာအိတ်မှာရေးသားခဲ့ပါတယ်။အခင်းဖြစ်တဲ့နေရာစီတွားရောက်ကူညီခဲ့တဲ့ကယ်ဆယ်ရေးအဖွဲ့တွေကဒဏ်ရာရသူကိုဦးဟာအသေးအမွှားလောက်သာထိခိုက်ခဲ့ပြီးကျန်တဲ့လေးဦးကလည်းအသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ပြောပါတယ်။ဘာစီလိုနာအသင်းဟာအခုပွဲစဉ်မှာနှစ်ဂိုးဂိုးမရှိတဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက် 2024-2025ဘောလုံးရာသီရဲ့လာလီဂါစပိန်အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာနဲ့အက်စပန်ညိုတို့ရဲ့ပြိုင်ဆိုင်မှုဟာရာစုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီးနိုင်ငံရေးနောက်ခံတင်းမာမှုတွေနဲ့လည်းဆက်ဆက်နေပါတယ်။ကာတာလန်မျိုးသားရေးဝါဒီတွေအတွက်ဘာစီလိုနာအသင်းကကိုစားပြုရပ်တည်ပြီးအက်စပန်ညိုကတော့မက်ဒရစ်မှာရှိတဲ့စပိန်အစိုးရကိုပုံမအားပေးထောက်ခံတဲ့မူဝါဒမျိုးကိုဆွဲကင်ထားပါတယ်ရှင်။